လာလာတာအိတ်ကုန်လေးပဲရတယ်အဲ့မှာဘာဖြစ်လဲဆိုရှင်တန်းလဲထော်လဲထုတ်ပေါ့ပေါက်ဖို့ပြန်ယူရတယ်နောက်တစ်တသိန်းဆက်ရသေးတယ်လေမရှိမှရှိမယ်လက်စကလေးပါပေါင်းပေးတယ်မမရသေးပါပဲအဲ့ဒါလေးပြန်ပြောတော့လေကုချင်မှာတော့ဟာတာလေးတွေပေါ့ဆက်အောင်စင်းတဲ့ဘွားနဲ့ဒီဘွားလေးနဲ့တော့ခမင်းပိုနတ်မှလာတာလေးပါပဲဟိုအချမ်းအရင်ပြောင်းလဲသွားတာမရှိသေးပါဘူးအဲ့တော့မင်းမရှိဘူးလေ ဲ့တော့မိမမရှိဘူးဟာကျွန်တော်ကလေးတယောက်နဲ့သွားတယ်မမရအဲ့တော့လည်းဟိုပြန်ပြောရင်ရှူတင်မှာအမှတ်တရတွေပဲဆရာပထမဆုံးဒါသူ့အတူထုတ်ရိုက်တဲ့စကားလားမသိဘူးအဲ့မှာရလေးရကောကျွန်တော်ကရောက်သွားတယ်နောက်ကျတယ်ကျွန်တော်ဇလားရိုက်ပြီးတော့ငါရဲ့ချောက်လောက်ကြမှာကျွန်တော်ရောက်သွားတယ်ရလို့ရောက်သွားတော့အခြားသူတွေလည်းခေါ်တဲ့အခါကျတော့အခန်းနေဘလွတ်တော့ဖြစ်ကုန်မှာကျွန်တော်တို့ချစ်ဖို့ဘလောက်ကောင်းလဲဆိုတော့ဆရာသတိကဟိုတယ်ခန်းလေးမှာမိုးညိုပလက်ဝမ်းဆိုပြီးစာလေးရေးတယ်လား ကျွန်တော်နေရာလေးပေးတာပြောပြထားပါအဲ့ဒါမှာအခြားသူတွေကလာလဲလာအောင်နောက်မှလူဘိုးတွေပါလာတာပါလဲပါအောင်ဆရာမုံညိုလိုင်းတော့ဖဲပြီတော်တော်ဆရာခဏနေဆိုပြီးတော့ကျွန်တော်အခန်းမှာနေတာဒီနေ့ကျွန်တော်လည်းရလျောက်ရောဟိုကလည်းဘယ်ဖဲဖဲကျင်တော့လဲနေတဲ့အချိန်မှာအားနေပဲကျွန်တော်တော့ပြောလိုက်တာစိတ်မညစ်နေတဲ့ရှူတီမန်နေဂျာကိုဘာမှမဖြစ်ဘူးကျွန်တော်ဘယ်နေရာဖြစ်ဖြစ်နေနိုင်တယ်ရှူတီယံကိုစတင်ဖွဲ့တွေနဲ့တွားရည်မယ်ဆိုမမကြီးကရှူတီယံစတင်ဖွဲ့တွေနဲ့တွားရည်တာ၃ညတလို့ တော့ ilai ကိုဆရာအာနာလို့ပြောတာအာမနာနဲ့ပျော်တယ်လို့အဲ့လိုမျိုးလေးအိတ်ကတာပျော်တယ်လို့ဆိုပြီးလဲပြီးတော့အဲ့မှာမမရပါပဲအများကြီးပါပဲပြီးလဲပြီးတော့စာချုပ်ထဲမှာပါတယ်ပတ်သက်တွေအပြင်မှာစာချုပ်ထဲပတ်သက်တွေလည်းပို့ပေးသေးတယ်စာချုပ်ထဲကပတ်သက်မဟုတ်ဘူးဟောပါအများကြီးပါပဲဒီဇလန်းလေးရိုက်တော့အဲ့ကြောင့်မလို့ဟိုဆရာစတီးကိုကျွန်တော်အမြဲတမ်းချစ်တယ်လေးစားတယ်ဆိုတော့ အခြားသူတွေပေါ်တော့မသိကျွန်တော်ပုံမှန်ဆိုရင်အမြဲတမ်းကျွန်တော်ခုချိန်ဒီဆရာရဲ့ဖေးမမှုတွေလက်တွဲမှုတွေသင်ပြမှုတွေကျွန်တော်တို့အများကြီးအထောက်အကူဖြစ်လို့အကျိုးဖြစ်လို့ကျွန်တော်အမြဲတမ်းယူတည်နေလာတာဟုတ်လူတိုင်းလူတိုင်းကျွန်တော်ကြောင့်စိတ်ညစ်တာကိုကျွန်တော်ဘယ်တော့မှမလိုချင်ဘူးအားကြောင့်မလို့လားဟာသားတွေလုံနေတာပေါ့ဘယ်သူနဲ့ကျွန်တော်ပတ်သက်လိုက်ပတ်သက်လိုက်အဲ့သူတွေကျွန်တော်ကြောင့်စိတ်ညစ်မှာအရန်ဆိုရင်ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာကျွန်တော်ဒီကျွန်တော်နံပါတ်ကြီးနဲ့ဟိုတယ်မှာရေးနေတာဗျာ ကျွန်တော်နေရာမှာအဆင်ပြေမယ်ဆိုပြီးတော့တခုခုကြောင့်ပြောခဲ့မယ်ဆိုရင်နည်းနည်းစကားလေးတွေများနိုင်တယ်စိတ်ညစ်စရာလေးတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်စတင်ကအကိုတွေနဲ့တွားအိတ်တယ်ကျွန်တော်တော်လည်းပြောရလဲပြောရတယ်ဒါရောညီတွေနေရာတဲ့ခါကျတစ်ဖက်မှာလည်းပဲစိတ်အဆင်မပြေတာတွေစိတ်မချမ်းသာတွေမဖြစ်အောင်ပေါ့ဟုတ်ဘာဖြစ်လဲဆိုတော့အဲ့ချိန်ကျမှဆရာစတီကိုမြင်လိုက်တဲ့ခါကျကျွန်တော်ဒီမဟုတ်ဘူးအခြားအစ်စ်တွေအများကြီးပါတယ်အိုက်တော်အောင်ဆိုလို့ရှိရင်လို့နမယ်တောင်ကျွန်တော်တိတ်မမတ်မိလို့အစ်စ်တွေအကုန်လုံးမိပါ့ဟုတ်အခန်းလေးတွေမှာနံမလေးတွေရေးပြီးထားတာကိုကျွန်တော်တွားပြီးတော့ကြုံအောင်ကြုံရတယ်လက်ရှိနေနေတဲ့လူတွေလည်းအဲ့မှာအခန်းလေးတွေမှာနံမလေးတွေရေးတယ် ကျွန်တော်ဆိုလည်းကျွန်တော်ခန်းလေးမလာသေးဘူးနဲ့ကြိုရေးထားတယ်။တို့တော့အခြားသူတွေတော့ပေးထားတယ်။အဲ့လိုမျိုးလေးတွေ့ရတဲ့ခါကျတော့ဟိုအစ်စ်တေဆိုပြီးတော့ငါနာမည်ကြီးရုပ်ရှင်ဒါရိုက်တာတယောက်ငါထားချင်းတို့ထားမှာပဲငါနေချင်းတို့နေမှာပဲငါထားသူတို့နေဆိုတဲ့စိတ်တက်မရှိသေးနဲ့လက်တွဲခေါ်ယူတာဒီဟိုဘယ်လိုပြောမလဲဟောက်ထားရင်းတာမရှိတာဒီအဲ့ဒါလေးကိုသွားတွေ့ရတာအရန်ပျော်မိပါဟောက်အမှတ်တရပါပဲလွန်ခဲ့တဲ့9နှစ်10နှစ်လောက်တော့တောင်ကြီးတစောင်းတိုင်းမှာသမားတွေမိဘုံပြန်နေလွတ်နေတာတွေတွေ့တယ် ဟိုပြောနေတာဒီပွဲသေးလေတာဒီတွေ့တဲ့ခါကျကျွန်တော်တောင်ကြီးတက်ဆောင်တိုင်းမှာစက်ပြစီနဲ့အချုံမုံနဲ့ရောင်းလာလီသတိရလို့အဲ့ဒါလေးကိုကျွန်တော်ဟိုတလို့လေးရစာလေးပြန်တင်လိုက်တာပါဟုတ်ကျွန်တော်တို့တော့ညစနေလိုက်တော့ကမှစိုင်ကိုရွှေ့ပေးရတာလေရွှေ့ပြီးတော့ညစနေလိုက်တော့ဘောက်ကြီးတွေပထမ်းရတာလေတများမှာဒီဗလာကြီးနဲ့ဘလုံးမအစင်မပြေဘူးကျွန်တော်ဒီရန်ကုန်ကမ္ပဏီကနေပြီးဟိုမှာကျွန်တော်တို့အယုတ်တွေပါလေးနဲ့ခေါင်းဆုပ်ပြီးကားလို့ရှင်လို့ရှင်ကိုတီလုံးနဲ့ကိုကားလို့ရအောင်ဆိုပြီးတော့ဒီဘောက်တွေထည့်ပစ်လိုက်တယ်ထည့်ပြီးတော့ညစနေလိုက်တော့ဟိုအားတဲ့မင်းတို့ကမ္ပဏီအားတဲ့စိုင်နံပါတ်မှားနေတယ်တဲ့ ိုဆိုင်ဟိုပါပေါ့နေရာမားနေတယ်မင်းတို့ကဟိုဘက်မှာတဲ့ရွှေ့ရမယ်တဲ့ဆိုတော့ဟိုပိုင်ရှင်လာလဲလာကိုရွှေ့ရမယ်ဆိုတော့ည7:00နာရီလိုကြီးပေါ့တဲကြပိုးကြလာအချုံမိုးကြီးတွေပါတော့တော့ပို့ပြီးပါကြီးနောက်ဆုံးဘောက်တွေလဲကြကြထန်းလဲထန်းပါဘောက်တွေက4000အလုံးဆိုတော့ဘကုန်းမောင်ဇောင်းလိုက်ကြတာမသိဘူးကိုလည်းစူပါဘိုင်သားတို့ပါလို့ကြောက်တယ်လေကြောက်တော့အမြန်ထန်းတာထန်းလဲထန်းအလားဘောက်ဇောင်းကဒီပုံမှာကြာနေကြာတဲ့ကလူတော်တွေကိုဖျက်ထန်းတဲ့ခါကျတော့အခြားဘေးရသူတွေအခုတောင်းနေလေကိုလည်းမသိတဲ့ခါကျမကူညီပါစို့လို့ဆိုပြီးတော့ဖြည်းဖြည်းလေးချလိုက်တာချလိုက်တာ ဘလို့ဆိုပြီးရှော့ကြအောင်ရှော့ကြတော့ကွဲသွားတယ်ပေါ့ဗျာကွဲလဲကွဲသွားအောင်စူပါဝိုင်းစာလေးဘာတွေလဲကျွန်တော်အလုံးစိတ်မပါလက်မပါမလုံးပါဆိုတော့မအောင်ဘူးသူကလည်းချော့ခိုင်းနေတာဂျန်ကုန်လေးကကိုလာလာလဲထုံးမယ်လဲဂျန်လဲဂျန်အောင်လာလာတာအိတ်ကုန်လေးပဲရတယ်အဲ့မှာဘာဖြစ်လဲဆိုရှင်တန်လဲထော်လဲထုတ်ပေါ့ပေါက်ဖို့ပြန်ယူရတယ်နောက်တစ်သိန်းဆက်ရသေးတယ်လေမရှိမရှိမဲ့လက်စော့ကလေးပါပေါင်းပေးလဲဟုတ်ကဲ့မမရနေပါပဲအဲ့ဒါလေးပြန်ပြောတော့လေကုချင်းမှာတော့ဟာတာလေးတွေပေါ့ဆက်အောင်စင်းတဲ့ဘွားနဲ့ဒီဘွားလေးနဲ့တော့ခမင်း ပိုနတ်မှန်လာတာလေးပါပဲ။ဟိုအချမ်းအရင်ပြောင်းလဲသွားတာမရှိသေးပါဘူး။အဲအရင်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ခုရင်ဒီကျွန်တော်ကိုအားပေးနေတဲ့၄၅ချောင်းနဲ့ရှိနေပြီးအားပေးနေတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်လည်းပဲကျွန်တော်ခုဇလန်းလေးတွေတော့နည်းနည်းကျဲနေပါတယ်ခင်ဗျာ။အချင်းလေးတွေနေဘက်မှာဝိုင်းရထွက်လိုက်ပြီးစုံနေလို့ပါ။ကဲပြောလိုက်ပါတော့ခင်ဗျာ။ခုကျွန်တော်ညတော့နေမှကျွန်တော်ရေးသွေးပြီးပြန်လာတာ။ပြန်လဲလာရင်အိမ်ရရင်ကျွန်တော်စင်းရင်ရှင်းရမှာကျွန်တော်ပတ်သက်နေစင်းရင်ပျောက်နေတယ် ပြောက်လို့ဆိုပြီးတော့ကျွန်တော်ရန်ကုန်ဝန်ခံကြီးလမ်းမမှာကျွန်တော်ကားအေယာဖုန်ဖွင့်ပြီးကျွန်တော်အိတ်နေတာအိတ်တဲ့အချိန်မှာဆရာစရိယာဖုန်းဝင်လာတယ်။ပါတယ်မင်းဘယ်ချိန်ရောက်မှလဲ။ဟာ။ဒါဘယ်လိုလာမှလဲဆရာ။မဟုတ်ဘူးလေဒီနေ့တည်းမင်းတို့ပါလာတဲ့တင်တုံးသားဒီနေ့မိတ်ဆက်ပွဲရှိတယ်မလာဘူးလား။ဟာ။ဆရာသားကိုလည်းမပြောဘူးလို့ဖိတ်လည်းမဖိတ်ဘူး။ဟာမင်းကဖိတ်တာပေါ့တဲ့၁၇ရက်နေ့တည်းမင်းကဘိုက်ဘားနေစာပို့လိုက်တာဆိုအဲ့ကြောင့်မှဒုံလုံးဒုံလုံးနဲ့ဘိုက်ဘားဟိုဖုန်းလေးတစ်လုံးနဲ့ရှိနေရော ဗိုက်ပါကောက်လို့ဗိုက်ပါမဟုတ်တဲ့ဖိတ်စာကြီးရောက်နေတာအားနာလိုက်တာဗျာပြောမလို့လေကျွန်တော်ကအဓိကလေရန်ကုန်မနေ့စောကြီးတဲ့ပြန်ဝဲမှာမဝင်မနဲ့နေတာကအိမ်ရောက်ချင်းမီးလို့ချင်းစင်းနေပျောက်နေတာရှင်းတဲ့အောင်ကြီးကိုစိတ်ညစ်ပြီးတော့ကျွန်တော်လမ်းအိုက်ရန်ကုန်ဝင်ကနေမအိတ်နေတာအားနဲ့ဆရာကိုပြောထားကြောက်လန်းလေးပြောပြန်လာဟဲ့ဘာမှငါ့ကိုမေးမေးခွန်းလေးထုတ်မနေနဲ့ငါပြန်လာနေပြီဆရာစရိယဒီလိုဒီလိုပွဲရှိတယ်စွားနေပဲဟုတ်မမီရှိလားမမီရှိမမီကိုငါလာခဲ့မယ်လို့ပြောဆိုပြီးတော့မမီအိမ်မှာရေချိုးရေချိုးလည်းရှိတဲ့အိမ်လေးကိုဝတ်စားတယ်ပဲအဲ့ဒါနဲ့ကိုထွက်လာလိုက်တာ အဲ့လိုလေးပါခင်ဗျာဒီနေ့ကဟုတ်မရှိရသေးမရှိရသေးတပေါင်းတာဒီလိုအဲ့ဒီကတချင်းသွားဆိုတဲ့အချိန်မှာအဲ့အခုတယောက်လားအမတယောက်လားမသိဘူးစပြီးရေးလိုက်တာဖြစ်ပါလိမ့်မယ်စုကြည့်ချတဲ့ပတ်သက်ပြီးအများကြီးတွေမှာဒီတော့တပေါင်းတာလေးတတရွက်မှာတပေါင်းတာမှာလာစာရေးတာမဟုတ်ဘူးစာပြီးအပိုင်းလေးမှာမိုးညိုအတွက်တီးတန့်သုံးရန်ဆိုပြီးအဲ့တပေါင်းတာလေးမှာသူကအဲ့စာရွက်ကလေးနဲ့ကပ်ပေးလိုက်တာပေါ့ဗျာကပ်ပေးလိုက်လဲကပ်ပေးလိုက်ပြန်လဲလာရင်တော့ရော ဆိုတော့ဘောင်းမီအတွေလည်းနိုင်ပြတယ်အိမ်ပြန်ရလာပြီဆိုတော့တချင်းတွေပါတော့ဆိုရင်ဘောင်းမီအတွေပါတွေလည်းထဲမှာဆိုတော့အာဘောင်းမီအတွေလည်းအကုန်ထုတ်ချချက်လက်ကြအဲ့ဒီတွဲထားတဲ့အတွဲလိုက်လေးတွေမှာအဲ့ဒီရောကိုတော့တွေ့တာဘယ်လိုဒီရောဒါပါလဲမသိဘူးလို့ဟိုကိုမို900ပဲရလို့မလောက်လို့ဒါပေးတာလားမသိဘူးဆိုအဲ့နဲ့ပဲအဲ့တောင်းတန်လေးကိုကျွန်တော်ဆက်ကလေးနဲ့ပြန်ပေးတယ်အဲ့နဲ့ကျွန်တော်မှတ်မှတ်ရဟာတာလေးဆိုပြီးတင်လိုက်တာဟုတ်မိမဆီကမိုးမိုးတွေကိုခဏခဏရတာဘယ်လိုလဲဘယ်လောက်ရလဲအဓိကဟိုကအခုကွန်လဲပဲမစားတော့ပြတ်သွားပြီဆိုတော့အဆင်ပြေပါတယ် ကိုကွန်လည်းမစားတော့ဆိုတော့ဘာဖြစ်လို့တော့ကွန်ပြတ်သွားပြီဆိုတာလေတိတိတင်းနေကွန်ပေါ်တောင်းလာကကျွန်တော်စိတ်တော့ကတခုလိုဖြစ်တဲ့ခါကျတော့ကျွန်တော်ကွန်လည်းစိတ်နာပြီးကျွန်တော်ဖြတ်လိုက်တာအခုဆိုရင်ပတ်သက်လည်းမရတော့တောင်းလည်းမတောင်းတော့ဒီဇာတ်ကားတွေအကုန်လုံးပေါ့နော်အများကြီးပါပဲဇာတ်ကားတွေကတော့ကျွန်တော်တို့ပါတဲ့တင်တင်တုံးသားမှနေမဟုတ်ဘူးဇာတ်ကားတွေတော်တော်များများကအကုန်ကောင်းတဲ့ကားတွေပါပဲအဲ့ဒါကြောင့်မို့လို့ဒီဇာတ်ကားလေးတွေကျွန်တော်တို့တင်တဲ့ခါကျရင်အားလုံးအားပေးကြပါအောင်လို့ဇလန်တွဲလေးတွေဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ